မင်္ဂလာပါမိတ်ဆွေများခင်ဗျာဒီနေ့ဟာဒီဇင်ဘာလ10ရက်နေ့ဖြစ်ပါတယ်ဒီနေ့မနေ့မှကျွန်တော်မိကွန်းတစ်ခုနဲ့အစပြုခြင်းပါလေတင်ဘဝမှာမဖြစ်နိုင်တော့ပါဘူးလို့တစိုက်ကပ်ပြီးဘေးဖယ်ထားလိုက်တဲ့အရာတွေရှိသလားဘန်းအကျွေးတွေပတ်လဲဝိုင်းနေလို့ပြန်ဆက်ဖို့မဖြစ်နိုင်တော့ဘူးလို့ထင်နေတာလားပျက်စီးသွားတဲ့အိမ်ထောင်ကြီးပြန်ဆက်ဖို့မဖြစ်နိုင်တော့ဘူးလို့တွေးနေတာလားဆရာဝန်ကကုမရတော့ဘူးလို့ပြောထားတာလားလူလောကမှာ မဖြစ်နိုင်ဘူးဆိုတဲ့စကလုံးကအရန်ခါးသီးပါတယ်ဒါပေမဲ့ကောင်းကင်ဘုံမှာမဖြစ်နိုင်ဘူးဆိုတဲ့စကလုံးမရှိပါဘူးဒီနေ့ကျွန်တော်တို့ခွန်အားယူမဲ့နှုတ်ကပတ်တော်ကတော့ကောင်းကင်တမန်ဂါဗေလကိုတိုင်အာမခံချက်ပေးခဲ့တဲ့စကားဖြစ်ပါတယ်ဖယားသခင်မတတ်နိုင်သောအရာမရှိတဲ့ဒီနှုတ်ကပတ်တော်ကတင့်ဘဝရဲ့တည်နေတဲ့မျော်နှင့်ချက်တွေကိုဒီနေ့ပြန်ရှင်စေပါလိမ့်မယ်ရှင်လုကာခရစ်ဝင်ကျမ်းခန်းကြီး1အငယ်39မှာ ဖျားသခင်မတတ်နိုင်သောအရာမရှိလို့ပြောထားတယ်။ဒီစကားကိုပြောတဲ့အချိန်မှာမဖြစ်နိုင်တဲ့အခြေအနေနှစ်ခုရှိနေတယ်။နံပါတ်၁အချက်ကအပျိုကညာမာရိအိမ်ထောင်မချတီးဘဲနဲ့ကလေးယူဖို့မဖြစ်နိုင်ဘူး။နံပါတ်၂အချက်ကတော့အသက်ကြီးပြီဖြစ်တဲ့ဖွာကြီးအဲလီရှဘတ်သွေးဆုံးနေပြီမို့ကလေးရဖို့မဖြစ်နိုင်ဘူး။ငယ်လွန်းလို့လည်းမဖြစ်နိုင်ဘူး။ ကြီးလွန်းလို့လည်းမဖြစ်နိုင်ဘူးလူဘက်ကကြည့်ရင်ဘလို့မှမဖြစ်နိုင်ပါဘူးဒါပေမဲ့ဘုရားသခင်ကအဲ့ဒီမဖြစ်နိုင်တဲ့အမျိုးသမီးနှစ်ယောက်စလုံးကိုကိုဝင်ဆောင်စီခဲ့တယ်မိတ်ဆွေဘုရားသခင်ကတင့်ရဲ့ယုတ်တိပေဒဘောင်ထဲမှာအလုတ်လုံနေတဲ့ဘုရားမဟုတ်ပါဘူးသူကနမိတ်လက္ခဏာဘောင်ထဲမှာအလုတ်လုံတဲ့ဘုရားသခင်ဖြစ်ပါတယ်သင်ကငါမှငွေမရှိလို့မဖြစ်နိုင်ဘူးလို့တွေးနေလား ဖယောင်းသခင်ကငွေမရှိပဲလဲလှောက်ဆောင်နိုင်တယ်။သင်ကငါမှာပညာမရှိလို့မဖြစ်နိုင်ဘူးလို့တွေးနေလား။ဖယောင်းသခင်ကပညာမဲ့သူကိုတုံးပြီးပညာရှိကိုရှက်ကြောက်စေနိုင်ပါတယ်။မူရင်းဂရိကျမ်းစာမှာဒီကျမ်းချက်ကိုကြည့်ရင်ရီမာဆိုတဲ့စကားလုံးကိုတုံးထားတယ်။အတိတ်ဘယ်ကဖယောင်းသခင်ပြောလိုက်တဲ့စကားတခွန်းတိုင်းမှာ ဒီအရာဖြစ်လာစေမယ်တကိုးပါပီးသားဖြစ်တယ်ဆိုလိုတာကဖယားသခင်ကဖြစ်စေလို့ပြောလိုက်ရင်ဖြစ်ကိုဖြစ်လာရမယ်ကပောက်ချမ်းမှာအလင်းဖြစ်စေလို့ပြောလိုက်တာနဲ့အလင်းဖြစ်လာတယ်မာရိကိုတားယောက်ျားကိုဖောင်းမြင်မယ်လို့ပြောလိုက်တာနဲ့ဝမ်ဘိုက်ထဲမှာတည်သားတိလာတယ်ဒီနေ့သင်ပြတနာကဘလောက်ကြီးကြီးဖယားသခင်ရဲ့နှုတ်ကပတ်တော်တ ခွန်ရောက်လာရင်ပြီးသွားပါပြီယောဂတဲ့ကိုကျမ်းမာစီလို့ဘုရားသခင်ပြောလိုက်ရင်ကင်ဆာဆဲတွေပျက်စီးရမယ်အောင်မြင်စီလို့ဘုရားသခင်ပြောလိုက်ရင် ဆုံးရှုံးမှုတွေရပ်တန့်ရမယ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်သည်အချင်းဤတသက်ပြတ်မလာပါဘူးဘုရားသခင်ဘက်က မတတ်နိုင်တာမရှိဘူးဒါပေမဲ့ကျွန်တော်တို့ဘက်ကဘာလုပ်ရမလဲမာရိကိုကြည့်ပါမာရိကကျွန်ုပ်ဒီထာဝရဘုရားကြီးကြော်မဖြစ်ပါ၏စကားတော့အတိုင်းအကျွန်ုပ်၌ဖြစ်ပါစေတော်လို့ဝန်ခံခဲ့တယ် ်ဒါပေမဲ့မိတ်ဆွေဘုရားသခင်ရဲ့တကိုးတော်နဲ့မာရိရဲ့ယုံကြည်မှုပေါင်းဆက်လိုက်တဲ့အခါခရစ်စမတ်ဆိုတာဖြစ်လာတာပါဒီနေ့ဘုရားသခင်ကတင့်ကိုကောင်းချီးပေးခြင်းနဲ့ဒါပေမဲ့တင့်ဘက်ကယုံကြည်ခြင်းနဲ့အာမင်ထူဖို့လိုပါတယ်တန်တရားမဝင်ပါနဲ့ဘုရားသခင်မတတ်နိုင်သောအရာမရှိကြောင်းစိတ်နှလုံးအကျွင်းမဲ့ယုံကြည်လိုက်ပါ ဒီဇင်ဘာလ10ရက်နေ့ဒီမနေ့ခင်းမှာတင်းစိတ်ထဲကမဖြစ်နိုင်ဘူးဆိုတဲ့အတွေးတွေကိုဖျက်ဆီးလိုက်ပါအဲလိရှဘတ်လိုအိုမင်းနေပြီလားမာရီလိုအားနွယ်နေသူလားဘယ်အချိန်ဤပဲဖြစ်ဖြစ်ဘုရားသခင်အတွက်အခက်အခဲမရှိပါဘူးကောင်းကင်တမန်ဂါဗီလပြောခဲ့တဲ့စကားကိုဒီနေ့တင့်အတွက်ပြောချင်ပါတယ်ဘုရားသခင်မတတ်နိုင်သောအရာတစ်စုံတစ်ခုမှမရှိဒီနေ့တင့်ဘဝမှာ လူနီလန်းနဲ့ဖြည့်ရှင်းလို့မရတော့တဲ့ပြဿနာကြီးတစ်ခုခုရှိနေလားဒါကြီးကတော့ဘလို့မှမဖြစ်နိုင်တော့ပါဘူးလို့လက်လျှော့ထားတဲ့အရာရှိလားအဲ့ဒီအရာကိုပြန်ကောက်ယူလိုက်ပါဖယောင်းသခင်လက်ထဲအပ်လိုက်ပါဒီနေ့မဖြစ်နိုင်တာကိုဖြစ်စေတဲ့ဖယောင်းသခင်ရဲ့တ ကိုကိုယုံကြည်ပြီးလက်ခံကျင်တယ်ဆိုရင် comment မှာဖျားသခင်၌ဖြစ်နိုင်သည်လို့ရေးခဲ့ပါတင့်အတွက်ကျွန်တော်ယုံကြည်ခြင်းနဲ့ဆုတောင်းပေးမယ်အနန္တတကိုးနဲ့ပြည့်စုံသောထာဝရဖျားကိုတော်သည်မဖြစ်နိုင်သည်ကို ဖြစ်စေသောဖျားမရှိသည်ကိုရှိစေသောဖျားသခင်ဖြစ်ပါ၏သခင်ယေရှုခရစ်တော်၏နာမတော်မြတ်၌အကျွန်ုပ်အမိန့်ပေးကြညာတယ်ဤတရားကိုကြားနာနေသောသူတို့၏အသက်တာထဲ၌ရှိသောမဖြစ်နိုင် ်သောတောင်ကြီးများပြိုလဲသွားပါစေ။စေပညာရမဖြစ်နိုင်သောယောဂများသခင်ယေရှုနာမ၌ကြောက်ကင်းစေ။စီးပွားရေးအရမဖြစ်နိုင်သောအကျွေးတန်တရားများသခင်ယေရှုနာမ၌ပြတ်တောက်စေ။မိသားစုပြန်လဲတင့်မြတ်ခြင်းများယခုဖြစ်လာပါစေ။ရှင်လုကာခရစ်ဝင်ကျမ်းခန်းကြီး1အငယ်38ထဲမှာ ပါတဲ့ဂတိတော်အတိုင်းဤသူတို့ဤအသက်တာ၌ကိုရောမတတ်နိုင်သော အရာမရှိကြောင်းယနေ့ထင်ရှားစွာပြတတော်မူပါသခင်ယေရှုခရစ်တော်ဤနာမတော်မြတ်၌ဆုတောင်းကောင်းချီးပေးလိုက်ပါ၏အဖဖခင်အာမင်